Merhabalar, အတွက်ပရီးမီးယားလိအကောင်းဆုံးဆုကိုရရှိခဲ့သူများစက်တင်ဘာလအတွက်ချီးမြှင့်ခဲ့တဲ့ပရီးမီးယားလိတစ်လတာအကောင်းဆုံးဆုတွေကိုတော့မန်စီးတီးတိုက်စစ်မှုဟာလန်ခရစ်စတယ်ပဲလိနီးပြဂါလတ်စနာအာဆင်နယ်ကွင်းလယ်ကစားသမားဇူဘီမန်နီနဲ့မန်စီးတီးကိုယ်သမားဒိုနာရာမာတို့ကရရှိခဲ့ရပဲဖြစ်ပါတယ်ပရီးမီးယားလိရဲ့စက်တင်ဘာအကောင်းဆုံးဆုတွေကိုတော့မန်စီးတီးတိုက်စစ်မှုဟာလန်ကရရှိခဲ့တာပါဟာလန်ကစက်တင်ဘာလအတွင်းကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၃ပွဲမှာတော့၅ဂိုးသွင်းယူကဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ခဲ့ပါတယ်ဟာလန်အနေနဲ့ပရီးမီးယားလိတစ်လတာအကောင်းဆုံးကစားသမားဆုကိုတော့၄ချိန်မြောက်ရရှိခဲ့ ရာလည်းဖြစ်ပါတယ်။စက်တင်ဘာအတွက်ပရီးမီးယားလိတလတာအကောင်းဆုံးနီးပြစုကိုတော့ Crystal Palace နီးပြ Glasner ကအာဆင်နယ်နီးပြ Adidas Man City နီးပြ Guardiola နဲ့ Sunderland နီးပြ Liverpool ကိုကြော်ပြီးတော့ရရှိခဲ့တာပဲဖြစ်ပါတယ်။ Crystal Palace အသင်းကစက်တင်ဘာလအတွင်းကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၃ပွဲမှာတော့ရှုံးပွဲမရှိဘဲနဲ့လက်ရှိချန်ပီယံ Liverpool နဲ့ West Ham တို့ကိုအနိုင်ရက Sunderland အသင်းနဲ့တရေကျခဲ့တာပါ။အာဆင်နယ်ကွင်းလယ်ကစားသမား Zubi Mané ကတော့စက်တင်ဘာလအတွင်းပရီးမီးယားလိတလတာအကောင်းဆုံးသွင်းကိုစုကိုတော့ရရှိခဲ့ပါတယ်။ Zubi Mané က Nottingham Forest အသင်းကို၃ဂိုးကိုမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့နှစ်ဂိုးသွင်းယူခဲ့ပြီးတော့ဘော်လီကန်ချန်နဲ့သွင်းယူခဲ့တဲ့ပထမအဆုံးဂိုးကတော့စက်တင်ဘာအတွက်ပရီးမီးယားလိအကောင်းဆုံးသွင်းဂိုးစုဖြစ်ခဲ့တာပါစက်တင်ဘာလအတွက်ပရီးမီးယားလိတလတာအကောင်းဆုံးဂိုးပေါက်ကာကွယ်မှုစုကိုတော့မန်စီးတီကိုယ်သမားဒိုနာရမာကရရှိခဲ့ပါတယ်ဒိုနာရမာကတော့မန်ချက်စတာယူနိုက်တက်အသင်းကို၃ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားအမ်ပူမိုရဲ့ဘော်လီကန်ချက်ကိုကာကွယ်မှုနဲ့အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုစုကိုရရှိခဲ့တာပါ